ဟေယောဝလုံးပဲမင်္ဂလာပါမေလာကိုနေရနေရညနေပိုင်းအထူးတရမြတ်ကိုပထမဆုံးလိုချင်တူချင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုခုချင်းတီအားပေးနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင် April 29ရက်နေ့တွေတနင်္သာရီတိုင်းကိုတောင်မြုပ်နယ်မလီဝမ်ကျေးရွာတက်ကေချင်းနေရာတောင်းအင်အားခုနှစ်ဆယ်ခန့်ဖြစ်စစ်ကြောင်းထိုးဝင်ရောက်လာတော့အချမ်းပတ်စစ်ကောင်စီစခွေးများကို ဒေါ်လာရေးတပ်ဖွဲ့များကမိုက်ဆွေပြီး40မမဖြစ်ပိကတိတ်ခိတ်ခိတ်ရာခမောက်ကြီးမျိုးအခြေစိုက်ခမရ900ဆီစလေးတည်းမှအရာခံဘူးတကောင်အပါအဝင်စစ်ခွေတုံးကောင်တေဆုံခေချံကိုတော်မြုပ်နေပြည်သူကကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တင်းတော့တင်းမေလာချုပ်ရက်နေ့တွေတနင်္သာရီတိုင်းပလောမြုပ်အမနှစ်ရက်ကွက်ရှိစမ်းဝင်အရက်ဆိုင်တွေတောက်စားမှုယူနေသည့်မြို့ဆိုထီခေါဆောင်ကလာနီမြို့ဆိုထီခေါဆောင်ကျိုတူရနဲ့ မျိုးစိုးထိတတ်နိုင်တော့ကိုမြက်ခရိုင်အမတ်တီတက်ကြီးနဲ့မြက်ခရိုင်ပခပပူပေါင်းအဖွဲ့ကပိခတ်တိတ်ခရသုံးကောင်စလုံးတေဆုံခေကြောင်းမြက်ခရိုင်အမတ်တီတက်ကြီးမှတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်မျိုးစိုးထိခေါင်းဆောင်တဲ့ကောင်နဲ့မျိုးစိုးထိတကောင်ခွေးတီဝတ်တီတည်တာဖြစ်ပါတယ်ကောင်လိုက်တဲ့တတင်းတော့တတင်းဆိုရင်အာနာချက်စမှုအကြောင်းတင်ဆက်တော်မှာဖြစ်ပါတယ်တနိုင်ငယ်လုံးနဲ့ပတ်သက်ဆက်ဆက်နေတော့စစ်ရေးဆိုင်ရာလောက်ပိုင်ခွင့်အများစုကို ဘူချောက်ချီချိုဆွာလင်းကိုငဒူးလှိုင်ကပေးအပ်လိုက်ပြီးဒူတချောက်စွင်းထက်ပင်လောက်ပိုင်ခွင့်ပုံမူရရှိလာကြောင်းနေပြည်တော်စစ်ဖက်တရင်ရမိကပြောဆိုထားပါတယ်2024ခုနှစ်ဒီဇင်ဘာလအတွင်းစစ်တပ်ကြီးရေလေညွန်တန်ကွက်ကေရေမှုအဖြစ်ခတ်အပ်ခံခဲ့ရတော့ဘူချောက်ချီချိုဆွာလင်းဒီငါလာနီပါချာမင်လာချင်းတွေစစ်ဖက်ဆိုင်ရာစီမံခန့်ခွဲနဲ့လောက်ပိုင်ခွင့်အများစုကိုရရှိလာကြောင်းဘူချောက်ချီချိုဆွာလင်းကဒူတချောက်စွင်းထက်ပင် စစ်ဖက်ရေးရာများတွင်အရေးပါလာပြီးဆုံးဖြတ်ခွင့်များပါပုံမူရရှိလာကြောင်းသိရှိရပါသည်ဆိုလိုချင်တာကငတူးလိုက်နဲ့စိုးဝင်မတိတ်ဘူးဆိုတာကိုပြသတာဖြစ်ပါတယ်စစ်တကားမှမတိတ်ဘူးတဲ့ကြိုဆော်လင်းကစစ်ဖက်ဆိုင်ရာလုပ်ငန်းတွေကိုသူကလုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့စစ်ခွဲတွေခွဲလို့ဝက်လို့ပူရှုံးမှာပေါ့ကွာဘာပဲဖြစ်ဖြစ်ကွာကောင်းလိုက်တဲ့တတင်းတော့တတင်းမလာ30ရက်နေ့တွေကချင်းပြည်နယ်မြို့ဝတီမြို့နယ်တွေအောင်စရာစစ်ကြောင်းတောက် ပူဆောင်ခရတောစမုထအပတ်စင်ငါမှတတတုံဦးတနတ်တလက်ယူဆောင်လာပြီး PDF ထံအလင်းဝင်ရောက်လာကြောင်း People Defend for Smart တာဝန်ရှိသူတဦးကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့ The Dean of the Dean စစ်အာဏာရှင်စနစ်ကိုအမိပြတ်ချေမှုန်းရဲ့အတွက် AOT မိထဲအထိထူဖော်ဝင်ရောက်ပြီးအောင်ပွဲတွေရယူနိုင်ရဲ့ကျူးစားဆောင်ရွက်နေတယ်လို့တိုင်းစစ်ဌာန AOT ရဲ့တာဝန်ခံရေဘော်ကောင်းကျော်ကပြောဆိုထားပါတယ်။ AOT မိအထိထူဖော်ဝင်ရောက်လာပြီးတော့မှ အောင်ပွေတွေရယူနိုင်ဖို့ကျွန်တော်တို့တွေကြိုးစားဆောင်ရွက်နေကြပါတယ်။မိဘပြည်သူတွေရဲ့အားပေးကူညီပံ့ပိုးမှုလိုအပ်တယ်။ဒါကြောင့်အခုဆောင်ရွက်မယ့်ဒုတ်ပြန်လာပြီးအေယာဝတီကမ်ပိန်းမှာအလုံးပူပေါင်းပါဝင်ကူညီပေးကြဖို့ဒီကနေ့တိတ်တွင်းလိုက်ရပါတယ်လို့ရေဘော်ကောင်းကျော်ကပြောဆိုထားပါတယ်။ ALD တိုင်းကပြည်သူတွေ ALD တိုင်းဖက်မှတာဝန်ကျနေတဲ့ရေဘော်တွေကိုကူညီပေးကြဖို့ဒီကနေ့တောင်းဆိုပါတယ်။ ALD တိုင်းထဲမှာထူဖောက်နေပြီဆိုတော့ အေယဝတီတိုင်းကဘီသူတွေလည်းပြုံမယ်လို့ထင်ပါတယ်။ကောင်းလိုက်တဲ့တတင်းတော့တတင်း။ထိုင်းမြန်မာနေဆစီစစ်ကောင်စီ၏ထိခိုက်တက်စခန်းကိုတော်လှန်ရေးပူပေါင်းတပ်များ၏တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်စေကောင်ကျော်တေဆုံခဲ့ပြီးစစ်ကောင်စီလက်အောက်ခံရေးတပ်ဖွဲ့ဝင်ကူးကောင်နှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တို့သည်လက်နက်ကြီးများဖြင့်ထိုင်းနိုင်ငံဖြတ်တောက် ထွက်ပြီးသွားကြောင်းဒေါ်လာရေးတပ်ဖွဲ့ဝင်များထံမှသိရှိရပါတယ်။ထိုင်းမြန်မာနယ်စပ်စီစစ်ကောင်စီ၏တီကီတက်စခန်းကိုကရင်အမျိုးသားအစည်းအရုံး KNU KNLA နဲ့ဒေါ်လာရေးပူပေါင်းတပ်များက April 26ရက်မှစတင်ရွေးထူးဆစ်စင်တိုက်ခိုက်နေသည်မှာစစ်ရခန့်ကြမ်းမီပစ်ချောင်းစစ်ရဲတရင်ချင်းမြင့်ထံမှသိရှိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ခွဲလက်နက်တွေလည်းတင်ပြရရှိထားတယ်လို့သိရှိရပါတယ်။ထိုင်းဖက်မှာခွဲပြေးဝတ်ပြီးပြန်ပြီးစစ်ခွဲတွေ กองเลยเดตะเดนนอกตะเดนวายินเตยอกซองไดเรคเตอร์อูมองมองมิทาဒီနေ့မေလာကွန်ရက်မနက်ပိုင်းကလူကြီးယောဂာနဲ့ကွေလွန်တော့ခဲ့ပြီလို့သိရပါတယ်။ကွေလွန်ချင်းမှာအသက်93နှစ်ရှိပြီလို့သိရပါတယ်။တတူဝက်နေပါတယ်စိတ်မကောင်းပါဘူး။လွန်ခဲ့တဲ့15နှစ်လောက်မှာဦးမောင်မောင်မီရဲ့ဇကားတွေကိုကြည့်ဖူးပါတယ်။ဒီမျိုးဆက်ကောင်းပါတယ်။ဘာတက်နိုင်မလဲကွာကျွန်တော်တို့လည်းဒီနေ့အကြံတွားကြပါမယ်။နောက်တရင် ရုရှားနိုင်ငံရဲ့မော်စကိုမြို့မှာလုံမဲ့ယင်ပီနီချီတပ်ပွဲကိုတက်ရောက်ဖို့အကြံဖက်လူတပ်သမဝရန်ပီခွေးခေါင်းဆောင်ငတူးလှိုင်တဲ့အဖွဲ့ဒီနေ့မနေ့မှာနေပြည်တော်လေးစိတ်ကနေထွက်ခွာသွားပြီလို့သိရှိရပါတယ်။ဖားချူချူလှလည်းလိတ်သွားတယ်လို့သိရှိရပါတယ်။တကောင်စလုံးအကုန်လုံးသွားတဲ့ကောင်တွေဇလန်စကီကဘုံမမြကြီးကြီးပါစေလို့ဆုတောင်းပေးပါတယ်။ရုရှားသမ္မတနဲ့တရုတ်သမ္မတအပါအဝင်မြန်မာဖက်ကသွားတဲ့စစ်ခွဲအလုံးအကုန်လုံးပါသွားပါစေလို့ဆုတောင်းပေးပါတယ်။ နောက်တရင်နောက်တရင်ကတော့ကျွန်တော်တို့နိုင်ငံနဲ့မဆိုင်ပါဘူးဒါပေမဲ့နေနေတော့ပြုတ်ပြရစေနော်အိန္ဒိယရဲ့တိတ်လေရင်၅စီးနဲ့ drone တစ်စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ပါကစ္စတန်ကမနေ့ညကတရင်ထုတ်ပြန်ထားပါတယ်မနေ့ညကတိတ်ပွဲတွေပြင်းထန်နေပါတယ်ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံတွေအိန္ဒိယဖက်ကလည်းပါကစ္စတန်၏စီရဲ့အမိပေးဌာနချုပ်ကိုပစ်ခတ်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်ကျွန်တော်တို့တော်လှန်ရေးကာလအတွင်းမှာတခြားနိုင်ငံတွေရဲ့တရင်တွေကိုတိတ်မထေချင်ဘူးကျွန်တော် ။ဘာဖြစ်လို့လဲဆိုတော့သူတို့နိုင်ငံထက်ကျွန်တော်တို့နိုင်ငံအရေးကြီးတယ်လို့ကျွန်တော်ထင်လို့ပါ။တမျိုးထင်ကြပါနဲ့။မေကွန်နှစ်နှစ်ရဲ့ညနေပိုင်းအထူးတင်ကတော့ဒီလောက်ပါပဲ။ကေတာဆွင်တော့ကျွန်တော်တို့ပထမဆုံးလေချောင်းရံကရင်ဖွင့်တန်တစ်ချက်လုံးနဲ့စကြည့်အောင်။မင်္ဂလာပါရှင်။ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တမတော်တွေကစကားတန်အစီအစဉ်အနေနဲ့လကတ2031ကစစ်တီတဝရေးသားပြပူလာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်။ကျွန်တော်ကတော့လေပွေးမျိုးအင်မင်တာရွာအနီးမှာအခြေဆိုင်တဲ့ လာကတ2031ကစစ်တီတူပါကျွန်တော်တို့တက်ကမောင်းမာနေတဲ့တည်ရင်မှုဒုတိယဗိုလ်မှူးကြီးရဲလင်းမောင်နဲ့လော်လီနေတဲ့တည်ရင်မှုကတော့အကြောင်းပြောချင်လို့ပါတည်ရင်မှုကတော့သူမိမချမ်းသာတာကိုသူကပဲမျိုးရိုးစင်ဆက်ချမ်းသာခဲ့တယ်လို့ဖုံးကွယ်ချင်နေပါတယ်အရန်လဲမောင်းမာပါတယ်ပြီးတော့လူမိုက်ဆက်ဆံစကားတွေအရန်ပြောပါတယ်ကျွန်တော်တို့ကြတော့အပြင်ထွက်ရင်တက်အဝင်ဂိတ်မှာမှတ်ပုံတင်ရပါတယ်။တို့အရာရှိတွေကြတော့ဒီအတိုင်းပဲဆိုင်ကယ်ရောကားရောမောင်းထွက်ပါတယ်။ ဂေတကားအချိန်မီမဖွင့်ရင်လဲဆဲဆိုပါတယ်။တယင်းမှုခရော်ကပူဆိုပါတယ်။တယင်းမှုကိုရှာကျွေးနေတဲ့အရာရှိစစ်တီတွေဆိုရင်တယင်းမှုကစကားကိုချွတ်ချွတ်တတ်တာပြောပါတယ်။ကိုတော်ဝင်တဲ့ကိုတတ်ထဲမှာပဲခိုင်းနာလုပ်ပြီးဘာမှရှာမပေးနိုင်တဲ့ကျွန်တော်တို့လိုစစ်တီဆိုရင်စကားပြောတာအရန်ရိုင်းပါတယ်။လူမဖြစ်တိုက်တဲ့သူလို့တောင်ပြောပါတယ်။ကျွန်တော်တို့အခြားအဆင့်ထဲမှာတမတော်ကတရားဝင်ခန့်အပ်ထားတဲ့တယင်းအရာခံဘူရာထူးရှိတဲ့သူကိုသူ့နေရာသူမပေးဘဲနဲ့တယင်းမှုကိုရှာကျွေးနေတဲ့ နည်းပညာကောလိပ်စင်အရာခံဘုကိုပဲတည်ရင်အရာခံဘုခံထားပါတယ်။သူတို့လင်မယားကအရန်တရုတ်ဆောင်ကောင်းကြပါတယ်။ယောက်ျားကမယိုင်းနဲ့သူမိမကလူကြီးအိမ်တွေကိုချင်းချင်းချင်းငယ်အတွေ့အကြုံနဲ့နေစင်တဲ့အမျှသွားပို့နေပါတယ်။တည်ရင်မှုကကျွန်တော်တို့သားသမီးတွေကိုចောင်းကိုပို့ပေးတဲ့ចောင်းကဆုတ်ပြက်နေရင်မပြင်းပေးပေမယ်။သူသားကိုကြတော့တက်ကရရတဲ့ပတ်စံနေနဲ့နေပြီးတော့ကကိုပိုင်ចောင်းအကောင်စားမှာထားပါတယ်။ တရေးဘူကြီးတက်ထောက်ဘူကြီးဆိုလဲသူ့ကိုငွေရှာပေးနိုင်သူကိုသာခန့်အပ်ထားတာပါသူ့ကိုရှာကျွေးနိုင်တဲ့သူအရာရှိတွေဆိုရင်တက်ထဲမှာတောင်နေစရာမလိုပါဘူးအပြင်မှာပဲနေလို့ရပါတယ်စစ်သားမဟုတ်တဲ့အတိုင်းပဲဗျာကျွန်တော်ကတမတော်ကိုချစ်လို့သာနေနေရတာတရားမမျှတဘူးထင်ရင်တော့မခံစားနိုင်ပါဘူးကျွန်တော်တို့စစ်တီတွေမှာတစ်ခါတစ်ခါအပြင်ထွက်မယ်ဆိုရင်အယံခက်ခဲပါတယ်ဗျာရုံးပိတ်ရလည်းမနာရဘူးပိတ်ရဆိုရင်တရင်မှုလင်မယားကလိုင်းနေလာတယ် ကျွန်တော်တို့ကလေးတွေကသူ့သားကဝေပေးမဲ့900ရံမုံကိုစားရဖို့တနာ ਈ လောက်အင်ရှိထွက်ဆောင်ရပါတယ်ဗျာမိဘတယောက်အနေနဲ့ဒီလိုတွေ့ရတာရင်နာရတယ်ဗျာကလေးတွေကမဆောင်မနေရင်လဲမပြားမတန်အောင်ပြောခံရတယ်အတတ်ငယ်ငယ်နဲ့တရင်အရာခံဖို့လုပ်နေတဲ့သူကပြောတာလဲခံရတယ်ဗျာလို့စာရေးသားပေးပို့လာပါတယ်ရှင်ခံကြဖို့ကွာဘာဖြစ်လို့မင်းကြောက်မယ်တတ်မတော်ကဘာဖြစ်လို့ချစ်နေတာလဲမသိဘူးနော်ကျွန်တော်ဆိုတတ်မတော်တအားယူနေကွာတကယ်ပဲတအားယူနေတယ် တို့ကမင်းလို့ဆိုရင်လည်းတခုခုနဲ့တောင်းနဲ့ထိုးချင်တယ်မြန်မာပြည်မှာနေတော့ကလည်းအဲ့လိုပဲရောက်ချစ်မကောင်းတဲ့တမတော်ကိုဘာဖြစ်လို့ချစ်ပြီးမှနေနေကြတာလဲခံကြကုန်တေကြကွာကြည့်ဒါဆိုရင်တော့ no video ဒီညတော့ကျွတ်မင်းနဲ့ခွေးမင်းတွေ့တော့မင်းဆိုတော့တို့တော့မတွေ့ခင်မှာအရင်ကပြောခဲ့တဲ့စကားတွေတစ်ချက်လုံးနဲ့ဆင်ကြည့်အောင်နော် အဲ့ဒါဇင်ဘက်ကအိုကေနဲ့တောင်းဖိထားတယ်လို့ပဲလေးနာလေးတော့အဲ့တော့ပလက်လည်းမအိမ်ရဘူးပလက်မအိမ်တော့တစားလုံးလေးအိမ်မှာအသက်ရှူရတာအဆင်ပြေအဲ့ဒါနည်းနည်းတော့အဆင်မပြေတော့ဒါမဲ့လည်းလှချင်တယ်လေထည့်ထားတဲ့ပုံစံကလည်း back up တသိန်း၈၀၀တောင်းပေးရတာဟုတ်အိုက်ကအိုက်ခါတော့တသိန်း၈၀၀တောင်းပေးရဆော့ဒါမဲ့လှချင်တယ်ဆိုကိုကလည်း strong ဖြစ်တော့ရတယ်ငါခဏကွယ်ဝိန်းနေအတော်ပဲဆိုကိုကနေတယ်အနေတို့ဘလောက်ပဲပြောင်းပြောင်းတို့ဘာကြီးပဲနောက်ဆုံးဘလောက်ပဲလုံးလုံးအချောက်လိုပဲမြင်တာလေဟိုမိမလိုမြင်သွားမှလည်းမဟုတ်ဘူးဆိုတော့ ဘလောက်ကြီးပဲမိမနဲ့တူအောင်နောက်ဆုံးနောက်ဆုံးအကုန်ခွဲစိတ်ထားတာနာမည်ရှိတဲ့လူတွေဖြစ်နေတဲ့အတွက်ပြောင်းလဲလို့မရဘူးပေါ့နော်အဲ့တော့တချို့ကလာမြင် note ထုတ်တာပြန်ကြားဖို့လားမကြားဘူး16မှာလို့ဟုတ်16မှာလေ16ချက်တာလေကိုက6ဘွားကိုကြိုက်တာဟုတ်အားလို့မှာကို့အောက်မှာမင်းဝီစီတွင်းပဲကျန်တော့တယ်ဘာမှမရှိတော့ဝီစီပဲရှိတော့တယ်မာလွတ်မှန်တာဖြင်းတာမေလို့တယောက်တည်းလုံးချင်းနေလူကြတော့စောက်ဖြင်းမရှိဘူးကျိုတိကျိုတက်တီတုံးနေကောင်းနေငါလို့အဲ့လောက်ကြီးဖြင်းနေမှာတော့လေလေထွန်စလေထွန်စ လေထွန်စားတကယ်ကောင်ကွာဒါဒါတော့ဟာတာနေနေကြည့်ကြပါနော်ဘယ်တမျိုးတင်ကြပါနဲ့တစ်ခါတလေတော့အဲ့လိုမျိုးဗီဒီယိုတွေကြည့်ရင်စိတ်ဖိအားမှုတွေပြုတ်သွားတာပေါ့နော်နောက်တစ်ခါကြွတ်မင်းနဲ့ခွေးမင်းတွေ့ဆုံတော့မယ်ဆိုတော့ဘာတွေပြုတ်ကြမလဲဆက်ဆောင်ကြည့်ကြသေးတာပေါ့နော်ကြည့်တာဆိုရင်တော့နောက်ဗီဒီယိုကိုစီတစ်ချက်လောက်နဲ့စကြည့်အောင်မြန်မာနိုင်ငံအနေနဲ့ကလည်းရှီကျင်းပင်ကိုတွေ့ခွင့်ရဖို့အတွက်အကြောင်းပြချက်ကတော့ရှိပါတယ် အဲ့ဒါဗာလဲဆိုတော့ကိုဗစ်ကာလမှာတရုတ်ကကူညီမှုကိုကျေးဇူးတင်တယ်အဲ့အတွက်ကျေးဇူးတင်စကားလေးပြောချင်တာလို့ဟုတ်တယ်မလားအခု MNDA ကနေအဲဝနင်းကိုလာရှိုးပြန်လဲတောင်းပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုကျေးဇူးတင်စကားပြောပြောချင်လို့တွေးခွင့်ပေးပါဖေဖေရှီနဲ့နော်ဖေဖေရှီကိုတားတားဆောက်ဖို့လေးနော်ဝင်ရောက်ပြီးတော့ဟုတ်လားဘောမခွင့်ပေးပါဆိုပြီးတော့တောင်းအမအနေထားအဲ့ဒီအချိန်မှာဆောက်ခေါမှဂျူဂျူလာရတယ်လိုက်သွားတာနော်တိုက်တဲ့လောက်ဆိုရင်သူ့အတူဘာကောင်မဖြစ်နေဖြစ်တိုက်တဲ့ ်တန်ဖိုးရှိတဲ့နော်သိန်းပေါင်းများစွာတန်ဖိုးရှိတဲ့လက်ကန်အိတ်ပဲဝွေးဘလောက်ပဲတက်တက်နော်စောက်ခေါမရုပ်ကစောက်ခေါမရုပ်ပဲစောက်ကျက်တဲ့ရုပ်မရှိတဲ့ရုပ်ကစောက်ကျက်တဲ့ရုပ်မယုံရှင်တိနော်ကျူကျူလာရုပ်ကိုမြန်မာပြည်မှာရှိတဲ့အမျိုးသမီးဒုနဲ့ရှင်တိဒေါ်ဆန်းစုကြည်နဲ့မရှင်ဘူးနော်မတန်လို့ချေမုံတော့မတန်ဘူးနော်သူ့ရုပ်ကိုရှင်တိနော်ရက်ွက်แท้မှာတာမန်ငါးရောင်းနေတဲ့ကျက်သားရောင်းနေတဲ့အမျိုးသမီးတယောက်ကိုအဲ့ဒါလို branded တွေစင်ပြီးတော့ပွဲထုတ်လိုက်ကြည့်အဲ့စောက်ခေါမကျူကျူလာတဲ့တာမလားမတာလားလို့ အဲ့ဒါဖြစ်လို့လူရဲ့စိတ်ဓာတ်ကရုပ်မှာပေါ်နေတယ်။ရုပ်ဆိုးတာဟိုချောတာအဓိကမဟုတ်ဘူး။လူရုပ်ကြည်လင်မှုတက်သားမှုကလူရဲ့စိတ်ဓာတ်ကအခြေခံတယ်။လူတယောက်ဟာမျက်နှာလောလူသားထဲမှာပွဲလဲတင့်နေဆိုတဲ့လူတယောက်ရဲ့စိတ်ဓာတ်ကတွားကြည့်သူ့မှာမတရားတာတွေမလုပ်ဘူး။စိတ်ဓာတ်စိတ်ပုတ်စိတ်ယုတ်တွေနဲတဲ့။ဒါလူတိုင်းကတော့အပြစ်ပြင်းစင်တော့မရှိပါဘူး။ဒါပေမဲ့ Apple နဲလို့များလို့ခြေလိုက်မယ်ဆိုရင်လူထဲမှာဟာဒီလူကဟဲ့ရုပ်မချောဘူးချွတ်တယ် နော်ဒါပေမဲ့ပွဲနဲ့တင်းတယ်လူတွေဝင်လိုက်တာနဲ့ဘယ်လိုပြောမျက်နှာလင်းတယ်တူတူနာရုပ်ကိုကြည့်မင်းအောင်နိုင်ရုပ်ကိုကြည့်လူရုပ်ပေါက်လာသူတို့စင်ထားတဲ့လက်ပတ်နာကြီးတစ်လုံးတူတူနာကင်ထားတဲ့အဲ့တစ်လုံးဘယ်လောက်တန်လဲအဲ့မင်းအောင်နိုင်တဲ့တူတူနာစစ်သားစဖြစ်ကစားဘယ်လောက်ရှိအဲ့တော့တိုင်းပြည်ဘန္နာကိုခိုးပြီးတော့ပြည်သူကိုဒီလိုလုပ်နေတဲ့ကောင်တွေရဲ့နောက်ဆုံးတွားရလန်ကြည့်နေမပူနဲ့လောကကြီးမှာမတရားတာတွေမဟုတ်တာလုပ်ပြီးတော့ကောင်းကျိုးချမ်းသာဖြစ်လို့မရဘူးကျင်းနေတယ်အဲ့ဒါ နော်အဲ့ဒါကိုနှိရမှာပဲအဲ့တော့လက်ရှိမင်းအောင်နိုင်တွားတဲ့ရည်ရွယ်ချက်ကတော့ရှင်းတယ်ဒါပေမဲ့မင်းအောင်နိုင်ကိုဘောမတဲ့ဒီတို့မြောက်ဒီတို့ MRW အပါဝင်ဒီဘောမတွေကတော့ရှေ့ခေါက်ကရရှောက်တွားတဲ့ဟာတွေကစတို့ကတာကြီးဟိုမသိလို့ရှင်အောင်မြင်မှုကြီးပဲရတယ်လို့လို့ဘာလို့လို့တကယ်ကတော့ဘယ်တိုင်းပြည်ကြီးပြနိုင်ငံတစ်ခုပေါ့ဘူးပတ်သက်ဆက်နွယ်တယ်ဆိုတာကတို့ကနံပါတ်1အမျိုးသားအကျိုးစီးပွားအတွက်မရှိဘဲနဲ့ဘယ်တိုင်းပြည်မှာတို့ကမနေ့မဖြစ်ဘူးအမေရိကန်နိုင်ငံအနေနဲ့နိုင်ငံတကာထောက်ပံ့ရေးဂျမုံငွေတွေပေးထားတယ်ဆိုတာ အမေရိကန်ကဘာမှာ top 1ဖြစ်အောင်လို့သူကအဲ့ဒါတွေကိုပေးထားတာသူ့ရဲ့ဩဇာကိုခံအောင်လို့ပေးထားတာရှင်းရှင်းလေးသူဩဇာကိုမခံကြည့်ပါသူပေးထားတိုင်းနဲ့တော့သူဖြစ်ချပလိုက်မှာမဟုတ်ရှင်းရှင်းလေးပဲအဲ့တော့တရုတ်အနေနဲ့မြန်မာအရေးကိုဝင်ရောက်အဲသူတို့စကားရတော့ကူညီတယ်ပေါ့အမှန်တကယ်ဆွတ်ဖက်တာအဲ့တော့ကူညီတယ်နံပါတ်1ပါဖြစ်လို့တရုတ်ကုန်တော်ရေးလမ်းကြောင်းနံပါတ်၄ဒီတရုတ်မြန်မာပြည်မှာရှိတဲ့ပြည်တွင်းပြည်ပတရားစာနာအပြင်လက်ရှိနောက်ပိုင်းခေတ်ကြတာပါလားပိုလန်စီမံကိန်းဆိုတော့မြန်မာနိုင်ငံမြေပုံဖိတ်ကနေအောက်ထိကိုဖောက်ပြီးတော့ကုန်းတွင်းပိတ်နေတဲ့သူတို့ရဲ့ပြည်내ကိုလမ်းကြောင်းဖောက်ဖို့ အဲ့ဒီလမ်းကြောင်းပတ်ဝိုင်းတရုတ်တွေတိမ့်တဲ့ချိန်မြန်မာပြည်ထဲကိုပြိုဆင်းလာပါအဲ့ဒီချိန်ကျရင်ဘာဖြစ်မလဲမြန်မာနိုင်ငံသားတွေကအဲ့ဒီတရုတ်ချိန်မှာကျုံပြန်ခံရမယ်ဘောမတွေမဟုတ်ဘူးလို့ငါပါရိုက်ပြီးပြမယ်လက်ရှိကချင်မှာတွားကြည့်နော်ကချင်မှာရှိတဲ့တောင်တူတွေဓာမြောဩဇာဇေကြီးတာနဲ့မျိုးစစ်ဇေကြီးတာနဲ့လှုပ်လှုပ်တာရှာပါတဲ့စရပြက်တနာဈေးကွက်မရှိတဲ့ပြက်တနာတွေကြောင့်မြေယာတောင်ပိုင်ရှင်တွေကမြေယာတွေပိုးနေတယ်အဲ့ဒါတွေကိုတရုတ်တွေဆင်းလာပြီးတော့နော်မတန်မဆဈေးနဲ့နော် ဇင်းနဲ့နဲ့လေးနဲ့နှာပြီးတော့3နှစ်ဆို3နှစ်စာချုပ်ချုပ်လိုက်တယ်ပြီးလို့ရှိရင်အဲ့မှာပချူးငပြောလိုဟာမျိုးကိုသူတို့ကနေဩဇာတွေဓာတုဇေးတွေအကုန်တုံးပြီးစိုက်ပစ်တယ်အဲ့ဒီငပြောချံမှာအဲ့ဒီမြေကိုငှားလိုက်တဲ့ပိုင်ရှင်ကကျွန်ပြန်ခံရတယ်လက်ရှိငါတို့နိုင်ငံသားတွေဖြစ်နေတဲ့ဘဝဒါကြောင့်မို့လို့ကျွန်တော်တို့တွေတိထားမှာကမင်းရကချင်မင်းရဗမာမင်းရမုံမင်းရခိုင်လုံနေရမယ့်အချိန်ဖုတ်တော့ကချင်တယောက်ကျွန်ဖြစ်တဲ့တနိုင်ငံလုံးကိုစားကျွန်ဖြစ်ကြတာဗမာတယောက်ကျွန်ဖြစ်တဲ့တနိုင်ငံလုံးကိုစားကျွန်ဖြစ်ကြတာကျောက်တို့နိုင်ငံသားဘယ်သူမှကျွန်ဖြစ်တဲ့အကြောင်းမရှိဘူး နော်နိုင်ငံအခြေအနေမကောင်းလို့တိုင်းပြည်ဒီပအောင်ထွက်ပြီးတော့ကျွန်တော်တို့တွေကြုံခံနေရပေမဲ့ကျုပ်တို့တိုင်းပြည်ကျုပ်တို့အချုပ်အချာအာဏာပြည်သူလက်ထက်ရောက်တဲ့နေ့အဲ့ဒီဒီပရောက်ပြီးအားလုံးကကိုယ်နိုင်ငံကိုယ်မြေကိုယ်ရေကိုယ်ဒေတာမှာလှုပ်ရှားပိုင်ခွင့်ရှိရမယ်လူတို့သူတို့အေဂျင့်ဆိုတာနေထိုင်နိုင်ရမယ်အဲ့ဒီအတွက်ကျွန်တော်တို့ဟာလူမျိုးဘာသာခွဲနေလို့ဆိုရင်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးအကဲကျွန်တော်စီးစီးလုံးလုံးဖြစ်မယ်အခု MNDAA ကိုဒါပြေုတ်ကတော့ဖိအားပေးတယ်အပြစ်မဲ့ sorry TNN ကိုအဲ့ဒီအတွက်ဒါအခုမင်းအောင်နိုင်သွားရှင်မှာဒါသူ့အဖေကိုသွားတိုင်မယ် နော်အဲ TNA ရဘလို့ဖြစ်တာလို့ MNDA ပုံစံကိုဖြစ်လာအောင်ဖိအားပေးခိုင်းမယ်ဒီ UI ချက်တွေနဲ့တွားတာရှင်းရှင်းပြောရရင်တော့တရုတ်အနေနဲ့ဘာလိုအပ်တယ်ခမားလိုအပ်တဲ့တတိုင်းပြည်လုံးတိုက်တာယူပါကျွန်တော်အာဏာရရင်ပြီးရောဆိုတဲ့အနေထားနဲ့မင်းအောင်နိုင်ရဒီတွဲဆောင်ပွဲကိုတွားတာအဲ့ပြင်ဘာမှမထူချောက်တိုင်းပြည်အတွက်ပြည်သူအတွက်ဘာမှမရှိဘူးရှိတယ်ဆိုလာခဲ့ရှိတယ်လို့ညင်ရဲတဲ့ကောင်ရှိလာခဲ့ဒီနေ့အာဏာသိမ်းပြီးတဲ့အထိမင်းအောင်နိုင်ချောက်တိုင်းပြည်နဲ့ပြည်သူအတွက်အကျိုးရှိတာနဲ့အကျိုးမဲ့တာဘယ်ဟာများတဲ့တစ်ခုချင်းစီထောက်ပြမယ် မင်းတို့စစ်တပ်ထောက်ခံတဲ့ကောင်တွေဘက်ကတတ်သိရှိတဲ့ကောင်ချင်းလာခဲ့အချိန်မီးပဲနော်တိုက်တဲ့နောက်မင်းတို့ဝါရတာအမှန်တရားကိုမင်းတို့ဖုံးကွယ်လို့မရဘူးဟုတ်တယ်ဟုတ်တယ်ကိုစီပြောတာတအားမှန်တယ်မိတ်လည်းမိတ်တယ်ကွာမြန်မာနိုင်ငံမှာတယောက်တွေကြီးပဲတယောက် ကပြရတယ်အများကြီးပဲချမ်းသာတဲ့လူတွေလည်းတယောက်တွေကြီးပဲဒီ secret ထောက်ခံတဲ့ပြည်သူတွေကဘာမှမသိဘူးပြောရမယ်ဆိုရင်တော့ထောက်ခံတဲ့ပြည်သူတွေရဲ့မျက်နှာတွေကိုလည်းကြည့်ပါအောင်လူရုပ်ကိုမပေါက်တာသူတို့လိုပြည်တွေရဲ့မျက်နှာတွေကိုလည်းတွားကြည့်ပါအောင်လူစကားမှမပြောတာသူတို့ကနေ့တိုင်းလင်းတယ်နေ့တိုင်း ူတို့ပြောတဲ့စကားတွေလည်းမဟုတ်တာတွေပဲရှုပ်ပြောတာကျွန်တော်တို့နိုင်ငံကိုတရုတ်ကအောက်ချုပ်ရင်လည်းရုရှားကအောက်ချုပ်ရင်လည်းစစ်ခွေးထုတ်ခံတဲ့ပြည်သူတွေကပြောမှာပဲသူတို့ကနိုင်ငံချစ်စိတ်မရှိဘူးကျွန်တော်အမိနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့တော်လှန်ရေးအောင်တဲ့ချိန်မှာလေဒီစစ်ခွေးကိုထုတ်ခံတဲ့တအားအားပေးတဲ့ပြည်သူအလုံးကိုဖမ်းပြီးမှထောင်ထိပ်မှထိရမှာမဟုတ်ရင်သူတို့တွေရဲ့မျိုးဆက်တွေကကျွန်တော်တို့နိုင်ငံကိုပြစ်စီအောင်မှာကြည့်ဒါဆိုရင်တော့ video မြုပ်ကလေးတစ်ချက်လောက်နဲ့ဆင်ကြည့်အောင် ဒီစစ်သွေးကြောအုပ်စုတွေကဒါတပ်မတော်ရှိရဲ့ဒါစက္ကနဆက်တဲ့အပေါ်မှာဆက်ဆက်တက်တွေကိုသူတို့ထိုးပေါက်ပြီးတော့ဝင်ရောက်တယ်ဗျာဝင်ရောက်တဲ့အခါမှာတပ်မတော်ကကာကင်းအချို့ကိုကျွန်တော်တို့ပြန်ပြီးဆုတ်လိုက်တယ်ဆုတ်ပြီးတော့ဒီအဖွဲတွေကအတွင်းကိုပြန်ရောက်တဲ့အခါမှာတက်ကကျွန်တော်ပြန်ဝိုင်းလိုက်တယ်ပြန်ဝိုင်းတယ်ပြန်ဝိုင်းပြီးတော့တစ်ဖက်မှာဒီဒီစစ်သွေးကြော KI နဲ့အပေါင်းပါတွေကိုထောက်ဖို့ပေးနိုင်တဲ့လမ်းကြောင်းကိုတက်ကဖြတ်တယ်လေကြောင်းကနေဖြတ်တယ်ကျွန်တော်မြေပြင်းနေဖြတ်တယ်ဒရုန်းနဲ့တောင်းချောက်ဖြတ်တယ်လက်နက်ကြီးနဲ့ဖြတ်တယ်ဖြတ်တော်မှုတွေတောင်းချောက်လုပ်တယ်လက်ရှိကျွန်တော်တို့ဒီစစ်သွေးကြော KI နဲ့အပေါင်းပါတွေကသူကဒီတက်မတော်က ဟားလိုက်တဲ့နေရာမှာဟားလိုက်တဲ့နေရာမှာသူအတွင်းထဲကိုပြန်ရောက်ပြီးတော့တမတော်ကကျွန်တော်သူ့ကိုကျွန်တော်တို့ဒီပြန်ပြီးတော့ပိတ်ပြီးတော့ရှင်းလင်းနေနေတာဖြစ်တယ်။လက်ရှိတော့ကျွန်တော်စစ်သူရ KI အပေါင်းပါတွေကပိတ်မိနေတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဒီအပိုင်းမှာဒါမန်လေးကိုရောက်ရှိနေတဲ့ဒီဗမော်မြို့ကနေနေပြီးတော့ရောက်ရှိနေတဲ့ဗမော်မြို့ကနေပြီးရန်ကုန်ပေါ့ဗျာအဲ့ဒီနေရာဒီမှာရောက်နေတဲ့ဒီဗမော်မြို့ကနေစကားပြောဖြစ်တယ်။သူတို့ကရှင်းတယ်။ကျွန်တော်တို့ကျမတို့ဘွားတွေအစားအပြတ်ထူထောင်မယ်။ကျမတို့ခြံခွက်ကဘယ်နေရာမှာကျမတို့ဝိုင်းကဘယ်နေရာမှာရှိဆိုကျမတို့သိတယ်။အစ်စ်ပြန်ဆောက်မယ်။ညည်းကြံရပြီ။ နောက်ဆုံးပြမြေမကြိုင်လည်းမြေကြီးကခမိုင်းလက်နဲ့ကြီးကြားလို့ဂျိုင်းခွက်တွေဖြင်းလဲရတယ်သူတို့မြေပြန်ဖို့မယ်ပြည်သူရဲ့သဘောထားရှင်းရှင်းလေးပဲကြိုင်ကိုရှင်းတာရှင်းကျမတို့အိမ်ကြီးရှိလို့တမတော်ကလက်နဲ့ကြီးနဲ့မပြစ်တာလေးနဲ့ဘုံမကျတာမလုပ်ပါနဲ့ကျမတို့အိမ်တက်တယ်ကြတက်တယ်ကကျဲချပလိုက်အစပြန်စမယ်သူတို့ဒဏ္ဍီနဲ့ပဲနေရနေရရွက်ဖြစ်တဲ့နဲ့ပဲနေရနေရဘလို့ပုံစံနဲ့နေရနေရသူတို့နေမယ်သူတို့နေမယ်အဲ့တော့စစ်တော်ကြိုင်ရသူတို့အိမ်ထဲကိုဝင်ပြီးတော့ခြေကုပ်ယူမယ် အဲ့ဒီကနေနေရာယူတော့တမတော်စစ်ကြောင်းတို့ပြစ်မယ်ဆိုရင်လည်းပဲသူတို့အိမ်ကိုတွေ့တယ်ဆိုရင်ပြစ်ချပလိုက်အစားနေပြန်စားမယ်ဆိုတဲ့အတန်လေးကြီးပဲလက်ရှိကျွန်တော်တို့ဒီဗမာမျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ကျွန်တော်ဒီကနေ့ဘာမှစိုးရိမ်ကြမှာမရှိပါဘူးအစားဖတ်တမားနဲ့ပတ်သက်တော့ခင်ဗျာရိတ်ရက်ဆက်ဆက်ပြက်ပြက်သားသားကိုရှင်းရပါမယ်ရိတ်ရက်ဆက်နိုင်လေးလေးတိုင်းပြေကောင်းလေးလေးပဲအစားဖတ်တမားကိုကျွန်တော်မြန်မြန်ရက်ဆက်လေးတိုင်းပြေမြန်မြန်ကောင်းလေးပဲဒါပဲอืมဒါပဲလားဟုတ်လားကောင်းပြီကောင်းပြီအခုဗမာတိတ်ပွေးနဲ့ဖာကန်တိတ်ပွေးမှာမင်းတို့ကောင်းတွေခွေးတွေဝတ်တွေတင်နေကြတာမသိဘူးလား စစ်တပ်ကဝိုင်းထားတယ်တော့မာတော့ညတော့ရှောင်းမပြောနဲ့ပြောင်းရင်းပြောင်းစားမမော်မြုပ်ခန့်တွေကကျွန်တော်တို့အင်တွေကိုဘုံကျေပါအစ်တစ်နဲ့ပြန်ဆောက်ပေးပါညာမမော်မြုပ်ခန့်တွေမဟုတ်ဘူးစစ်ခွေမိသားစုတွေပဲဖြစ်မှာမမော်မြုပ်မှာရှိတဲ့98%က PDF KIA ကိုထောက်ခံတဲ့ပြည်သူတွေကြီးပဲစော့စကားတွေမပြောနဲ့မြန်မာနိုင်ငံမှာ PDF တွေပူများလေလေပြည်သူတွေပြိုလေလေစစ်ခွေတွေခွေးလူဝက်လူတေးလေလေပြည်သူတွေပြိုလေလေဆိုတာ မင်းမတည်ဘူးလားမင်းကကျွန်တော်တို့ရေးပေါ်တွေကိုရဲရဲဆက်ဆက်တက်ဖြတ်မြဲမြဲတက်ဖြတ်လေလေနိုင်ငံကောင်းလေလေလို့မင်းကပြောတယ်နော်မင်းတင်တလောက်စစ်ခွေးတွေကကျွန်တော်တို့ရေးပေါ်တွေကိုဘာမှမလုပ်နိုင်ဘူးတည်လားမင်းပြောတယ်လို့လဲစစ်ခွေးတွေက PDF တွေကိုရဲရဲဆက်ဆက်မချေမုန်းနိုင်ဘူးအဲ့ဒါမင်းတဘောပေါ့မင်းတို့မရှိမှကျွန်တော်တို့နိုင်ငံတူတက်မှာခွေးမှသားဟုတ်ကဲ့ပါတုံးချင်းတို့ဒီနေ့ညနေပိုင်းတိဆက်မှုကတော့ဒီလောက်ပါပဲ ချေယူမြတ်ကြည့်တင်ပါတယ်ကျမရေခုစိတ်ကြပါ I love you all God bless you all thank you for your time မနေ့ပန်တရအတိလေးနဲ့လာတက်ပါဖြစ်ပါတယ်